ဒီနေ့ဖွေးဖွေးဟာမဲဆွေမဲ့ကားကို ग् ွာရဖြန့်ကားကိုမရိုက်ပေးနိုင်ဘူးလို့ငင်းဆိုတဲ့အတွက်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်အတိအကျတော့ကျွန်တော်တို့အတိပြုလို့မရသေးပါဘူးစစ်တပ်ဟာဘာမဆိုလုံးမှာဖြစ်ပါတယ်အမှုပညာရှင်တွေဆိုတဲ့သူတွေကိုပြပထွက်ခွာခွင့်လုံးဝပိတ်ပလိုက်ပြီးစစ်တပ်နဲ့ကြန့်ခံရေးကိုထောက်ခံတဲ့အမှုပညာရှင်တွေကတော့ ပေါ်ပေါ်ထင်ထင်ကိုအရှက်မဲ့သွားမဲဆွယ်နေပါတယ်ခင်ဗျားတို့ကျွန်တော်တို့တစ်ချိန်လုံးကကြိုက်ခဲ့ရတယ်မင်းသားကြီးနေအောင်ကျန်ငါရေးအင်းကြီးကိုဝစ်ပြီးပြောနေတဲ့ဗီဒီယိုကလစ်အားလုံးသိပြီးကြပြီမလားကျွန်တော်တို့ကတော့ကြက်ခံရေးပါတီအတွက်မဲဆွယ်ရမှာပဲဘဒုသည်သည်ငတိမာရင်ပြီးရောဆိုတဲ့နေအောင်သူမျိုးဇမ냐ကျွန်တော်တို့ ဥပက္ခပြုလိုက်ပါတော့ဒီလိုပဲတဇောင်းနိုင်ပွဲမှာနေပြီးတော့ဖြောပြီးပွဲမှာသွားဖြောပြီးတဲ့သူတွေအကုန်လုံးသာတပိတ်မောက်ရရင်တိုင်းပြည်တော်ရင်နေပါတယ်ဗျာဓမ္မနဲ့အာရမအမှန်နဲ့အမှတရားမြတ်မှုနဲ့မတရားမှုကြားဘုံနေမြဲကြားနေမြင်းနဲ့ပုံမှန်အခြေအနေကြီးလို့ဖြစ်သွားပြီလို့ထင်မှတ်နေတဲ့သူတွေအတွက်စိတ်လဲမကောင်းမိတယ်လို့ ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်။အပြစ်ပဲတင်ရမလား။ပြည်သူလူထုပျော်ရွှင်နေတာကိုကြည်ပြီးဝမ်းမဲတာရမလား။တစ်ဖက်မှာတော်လန်ရင်းနေတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာအသက်ပေးနေတဲ့ညီကိုတွေအတွက်ပဲဝမ်းနေရမလား။စကိုင်းမှာဘုံကျဲချလို့ပိုက်ကြီးတယ်ပါမချမ်းခလေးတင်ငယ်ပါမချမ်းအပိုင်းပိုင်းပြတ်သွားတဲ့ခန္ဓာကိုယ်တွေနဲ့မျက်ရည်လေရွဲဖြစ်နေတဲ့သူတွေကို나ချင်းခံစားရမလား။ စစ်တပ်ကတပ်ဖြတ်ပြီးဦးအခွေလိုက်ထုတ်ခေါင်းကိုဖြတ်ကခြံစည်းရိုးမှာချိတ်တဲ့အဖြစ်တွေကိုပြန်မြင်ရင်ပျော်ရွှင်နေတဲ့သူတွေကိုပဲကျွန်တော်တို့ကိုချင်းစာတရားမရှိဘူးလားလို့ပြောရမလားသူတို့မဖြစ်သေးတော့ပုံမှန်လိုအခြေအနေကြီးမှာပျော်ရွှင်ခုန်ပေါက်နေကြလေကျွန်တော်တို့ကသာပေါ်တာတွေဆွေးနေပြီအော်ပြည်သူလူထုလူငယ်တွေကယူဆိုင်ကြပါနော်ညဘက်မထွက်ကြပါနဲ့တဖွားဖွားပြောနေပြီမဲ့နေပြီးတော့ မင်းအောင်လိုင်းတဲတဲ့စမိုင်းလင်းဗုဒ္ဓဆိုတဲ့ဖျားဝင်းကြီးတဲမှာအော်ဟစ်ပျော်ပါခုံပေါက်နေတာများမန္တလေးရန်ကုန်အဆရှိတဲ့မြို့ပြတွေမှာပုံမှန်အခြေအနေလိုပဲအော်ဟစ်မြူတူပျော်ပါခုံပေါက်မူရှူးနေတာများတောင်ကြီးတဆောင်းနိုင်ပွဲကြီးဆိုင်းဆိုင်းခန်းလိုင်းဆိုတဲ့အဆူတော်ကြီးကိုယ်တိုင်ပျော်ပါနေတာများ ဘာမှမဖြစ်နေဘူးလားသူတို့ကိုတခွန်းနဲ့မေးကြည့်ချင်တာကဒီတိုင်းပြည်ထဲမှာဘာမှမဖြစ်နေဘူးလား တရုတ်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီ။တရင်ဌာနတွေကတက်လာပြီ။ဘလို့မှမဖြစ်တဲ့အရာပြ။တို့တွေမဆက်ဘူးလားလို့ပဲမေးချင်တယ်။ဒီကောင်တွေကိုထောက်ခံနေတဲ့လူတွေအနေနဲ့ဒါကြီးကိုငါတို့ဘက်မတူတဲ့လူတွေကိုဖမ်းလိုက်လို့ဟေးပြောစရာလို့ထင်းနေတယ်ဆိုရင်တော့ဒါအင်မတန်ပိမ့်ပိမ့်တဲ့အတွေးပေါ့အတီးပြားမဲ့တဲ့အတွေးပဲဖြစ်နေတယ်။နော်ဘလောက်ပဲကိုထောက်ကိုနဲ့ဆက်ကျင်တဲ့အဖွဲ့ကလူတယောက်ဖြစ်နေစေ။ဒီလိုဥပဒေမဲ့လုပ်တဲ့လုပ်ရက်ကြီးထောက်ခံနေတဲ့လူတွေကိုပါစော်သားတယ်ဆိုတာကိုတို့တွေတိဖို့လိုတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားမှာမယ်လို့ပြောတဲ့ပါဇက်ပေါက်တွေ ဘုပ္ပစ္စပောက်တော့ကိုတန်ဖို့ရှိရတာပြန်မေးတယ်။ပါဠိတော်ဒီမှာနှုတ်နဲ့တရားမြတ်တာတွေရွက်တော့မှတော့မင်းတို့ကနိုင်ငံရေးချုပ်ပါပြီရွက်တော့မှတော့မှမင်းတို့ကတော့ကြီးဘူးဆိုတော့မင်းတို့ကဘာလဲတော့မေးနေတဲ့သူတွေဒီလိုအပန်းလေးပြီးရတော့ဟာလေးပြီးရတော့ကွန်မန်းလေးရေးရတော့ဖန်စီထောင်ချတာပြည်သူတွေကရောပါပြီအခုတယောက်ဆောင်ဖို့ဆိုတာနိုင်ငံတော်တယောက်ဆောင်တရားသူ့အတူကြိုက်ချင်အားပေးမယ်လေချင်းချင်းလေးသူလည်းပြည်သူတွေကပြည်သူတွေကသူမှအားပေးနေမှာကိုဒီတို့ရဲ့ရွေးကောက်ပေါ်အားပေးအောင်များဖမ်းမယ်ဆိုတော့ဒုက္ခတော့လူမဆန်တဲ့လောက်ရတဲ့လောက်နေတဲ့ကောင်းပြီကို ိုင်းပြည်ကိုအောက်ချုပ်ခိုင်းဖို့စောအောင်ဒီနိုင်ငံကြီးကဒီလိုအောက်ချုပ်ခိုင်းနောက်မှာပုံမတင်အပုံမကိစ္စမင်းတက်လာပါဦးတင်းတက်လာပါဦးစစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချီရဲ့အတွက်မပူးပေါင်းလို့ဆိုပြီးတောက်ဆောင်ဖွဲ့ဖွဲ့ကိုဆဲအုပ်စုကဖမ်းဆီးထားတယ်လို့လူမြညာတိုင်းပိုင်းကနေကြေရပါတယ်ဒီဦးနေမှာဇကားရိုက်ရတဲ့ဖွဲ့ဖွဲ့ကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးထားတယ်လို့လူမြညာလောကရာထုတ်ကပြည်ပစနစ်ကိုတည်ပြုပါတယ်ဖွဲ့ဖွဲ့ဖမ်းခံရတာတော့တင်းကြတဲ့အလင်းရောင်မို့တော့အတိမပြုနိုင်သေးဘူးလို့အမှုပညာလောကရာကပြောပါတယ်စစ်ကောင်ရှင်းပါတယ်နော်အဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့ကသူတို့ကဒီပြည်ထဲမှာရှိတဲ့အမှုပညာရှင်တွေကိုအခုလိုမျိုးတိန့်ချ ီနီပြုတ်လိုက်ပြည်သူတွေအနေနဲ့ဒီအမှုပညာရှင်တွေကိုနားလည်ဖို့လိုသလိုကျွန်တော်တော်လိုင်းရုပ်အရှိန်ပြဖို့လိုအပ်ပါတယ်။နောက်ပြီးတော့စဉ်းစားကြည့်ပါဒီလိုမျိုးဝါဒပြန်စကားကိုမပါလာနဲ့ဖမ်းမယ်ဆိုတဲ့အရာကြီးကအတိတ်ပဲရှိတာ။ကြားရတာနဲ့ဒီကျွန်တော်တို့ကရှက်ကိုအားပေးထောက်ခံတဲ့ဘက်ကဒီလိုအလုပ်မျိုးလုပ်မယ်ဆိုရင်တေတေနာကိုရှက်စရာကြီးနော်။ဒါပေမဲ့ရှက်စရာကိုရှက်စရာကောင်းမှမတိတဲ့လူအတိုင်းဝိုင်းဆိုရင်တော့ပြောမတတ်ဘူး။ ဟုတ်တယ်လေမင်းတို့ကမင်းတို့ရွေးကောက်ပွဲလုပ်တာလေမင်းတို့ရွေးကောက်ပွဲငါအားမသိဘူးလေဘယ်ကဘာမှလည်းမကြဘူးဒါမျိုးရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမထောက်ခံလို့ဖမ်းပါလေဆိုတဲ့ဟာမျိုးဘလို့တတော်ဝါရီလည်းမတည်ပွားငါဒီမြန်မာပြည်မှာတတော်အောက်တန်းကြတဲ့ကောင်ကြီးဘလို့ပြစ်လို့လိုင်းမွေးပွားပြီးမဖြစ်လာကြလဲဆိုတာစဉ်းစားလို့မရဘူး